နောက်ဆုံးသောကာလခရစ်တော်၏ဟောပြောချက်များတမန်တရားအားရှာဖွေခြင်းလက်တွေ့လှုပ်ဆောင်ခြင်းနှင့်သက်ဆိုင်သောနှုတ်ကပတ်တော်များကောင်းနှုတ်ချက်များစွာသောလူတို့သည်သူညီသောပြဿနာကိုဖော်ပြခဲ့ကြသည် အထမပြီးတော့မိတ္တဟာရဖွဲ့မှုကိုနားထောင်ပြီးဒီနောက်တွင် သူတို့သည် ကြည်လင်ကအားရှိလာသည်ဟုခံစားရပြီး အပြတ်တဘောမဆောင်ကြတော့ပေ သို့သောဤအခြေအနေသည်ဆယ်ရက်ဝန်းကျင်များသာကြာပြီးတာမန်မဟုတ်သည့်အခြေအနေပြန်ဖြစ်လာက သူတို့သည်အင်အားချို့တဲ့လာသည်သူတို့သည်မိတို့ဆက်သွားရမည်ကို၎င်း မိတိအရာကိုလှုပ်ဆောင်ရမည်ကို၎င်းမတိကြပေ။ဤပြတနာကမိတိနီ။ယင်းဤဇင်းမြက်ဒီကအပေနီ။တင်တို့ဤဒီကိုတွီးဖူးသလော။အချို့ကမူဇင်းမြက်မှာလူတို့ဒီတမန်တရားကိုအာယုံ မဆိုင်ခြင်းဖြစ်သည်ဟုဆိုသည်။တို့ဖြစ်လျင်မိတ္တဟာရဖွဲ့မှုကို နားထောင်ပြီးနောက်တွင် တင်သည်အဘယ်ကြောင့်များတမ်းမှန်အခြေအနေရှိရသနည်းတမာတရားကိုကြားပြီးနောက်တွင်တင်သည်အထူးပင်ပျော်ရွှင်ကလွတ်လပ်သည်ဟုခံစားရသည်မှာအဘယ်ကြောင့်နည်းအချို့ကဤဒီမှာတန်ရှင်တော်ဝိညာဉ်တော်ဤအလုတ်ဖြစ်သည်ဟုဆိုကြသည်သို့ဆိုလျင်ဆယ်ရက်ဝင်းကျင်များကြာပြီးနောက်တွင်တန်ရှင်တော်ဝိညာဉ်တော်သည်အဘယ်ကြောင့်အလုတ်ဆက်မလုတော့သနည်း ရင်းမှပိုကောင်းအောင်မကြိုးပမ်းတော့ပဲပြင်းရိလာတော့ကြောင့်ဖြစ်သည်ဟုအချို့ကဆိုကြသည်သို့ဆိုလျှင်ပိုကောင်းအောင်ကြိုးပမ်းနေကြသည့်လူများအပေါ်တွင်လည်းတန့်ရှင်တော်ဝိညာဉ်တော်သည်အဘယ်ကြောင့်အလုံမလုံသနည်းတင်သည်လည်းပိုကောင်းအောင်ကြိုးပမ်းမနေသလောတန့်ရှင်တော်ဝိညာဉ်တော်သည်အဘယ်ကြောင့်အလုံမလုံသနည်းလူတို့ပြီးတော့အကြောင်းပြချက်များသည် စစ်မှန်မှုနှင့်မကိုက်ညီပေ ပြတနာဒီကတန်ရှင်တော်ဝိညာဉ်တော်သည်အလုံလုံးသည်ဖြစ်စေမလုံသည်ဖြစ်စေလူသားဤပူပေါင်းဆောင်ရွက်မှုအားလစ်လူရှု၍မရချင်းပင်ဖြစ်သည်တမာတရားကိုချင့်မြတ်နိုးသူတဦးသည်တမာတရားကို ရှင်းရှင်းလင်းလင်းနားလည်လာနိုင်သောအခါတွင်တန်ရှင်တော်ဝိညာဉ်တော်အလုံလုံးသည့်ကာလဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူသည် တမ်းမှန်အခြေအနေတစ်ခုကို အမြင်ထိန်းထားလိုက်မိဖြစ်သည် အခြားတစ်ဖက်တွင်မူလူတယောက်သည်တမာတရားကိုမချင်းမြတ်နိုးလေလျင်သူသည်တမာတရားကို အထူးရှင်းလင်းစွာနားလည်ပြီးတန်ရှင်တော်ဝိညာဉ်တော်သည်တိတိတတာအလုံးလုံးနေစေကမူသူလက်တွေ့လုံးဆောင်နိုင်သောတမာတရားသည် အကန့်အသတ်ရှိနေလေအုံးမိဖြစ်သည် သူပျော်ရွှင်နေသည့်အချိန်ခဏလေးအတွင်း၌တမန်တရား၏အနှဲငယ်များကိုသာလက်တွေ့လှုပ်ဆောင်နိုင်လိမ့်မည်အချိန်အများစုတွင်မူသူသည်သူ၏တကူရီကြိုက်နှစ်သက်မှုများအတန်းပြုမှုနှိစေဖြစ်လင့်ကသူ၏ဖောက်ပြန်ပြည့်စည်နေသော စိတ်တဘောထားများကို မကြာခဏထုတ်ဖော်ပြသလိမ့်မည်ထို့ကြောင့်လူတအူး၏အခြေအနေသည်တာမန်ဖြစ်သည် မဖြစ်သည်နှင့် တမန်တရားကိုလက်တွေ့လှုပ်ဆောင်နိုင်သည်မလှုပ်ဆောင်နိုင်သည်တို့သည်တန့်ရှင်တော်ဝိညာဉ်တော်ဤအလုတ်အပေါ်လုံလုံလျံလျံမှုတိမနေပေရှင်ကထို့တုအတွက်တမန်တရားသည် ရှင်းလင်းသည် မရှင်းလင်းသည် အပေါ်တွင်လည်းအလုံးစုံမှုတိခြင်းမရှိပေရင်းမှာထို့သူသည်တမန်တရားကို ချင့်မြတ်နိုးခြင်းရှိမရှိနှင့်တမန်တရားကိုလက်တွေ့လှုပ်ဆောင်လို့စိတ်ရှိမရှိတို့အပေါ်တွင်မှုတည်သည် ပုံမှန်အားဖြင့်လူတဦးသည်ဒေသနာများနှင့်မိတ္တဟာယဖွဲ့မှုတို့ကိုကြားနာရပြီး အချိန်အတိုင်းအတာတစ်ခုအထိသူဤအခြေအနေသည် အနှဲငယ်တန်မှန်ဖြစ်နေသည်ဤဒီမှာတမန်တရားကိုနားလည်လာခြင်းဤရလက်ဖြစ်သည်တမန်တရားသည်တင့်ကိုတင့်ဤဖောက်ပင်ပြည့်စည်နေသောတဘောတဘာဝကိုတတိပြုမိစေပြီးတင့်စိတ်နှလုံးသည်ပျော်ရွှင်ကလွင့်မြောက်လာကား သင်အခြေအနေများသည် ပို၍တိုးတက်ကောင်းမွန်လာနေပြီဖြစ်သည် သို့တော်အချိန်တစ်ခုကြာပြီးနောက်တွင်သင်သည်မိတို့တွေ့ကြုံရမည်ကိုမသိသည့်အရာတစ်ခုနှင့် ရုတ်တရက် ရင်ဆိုင်ရနိုင်ကသင်နှလုံးသားသည်ယခင်ကထက်ပိုမောင်မိုက်လာပြီးတမန်တရားကို အမှတ်တမဲ့လစ်လူရှုထားခဲ့မိပေမည်သင်လောရက်များတွင် ဖယားသခင်ဤရည်ရွယ်ချက်များကို ရှာဖွေရန်တင်မကြိုးစားပင် အရာအားလုံးကိုတင့်ကိုပိုင်စိတ်တဘောထားအတိုင်းလှုပ်ဆောင်ကာတမန်တရားကိုလက်တွေ့လှုပ်ဆောင်ရန်တင်လုံးဝမကြံဆောင်တော့ပေအချိန်ကြာလာသည့်နေ့အများတင်သည်တစ်ချိန်ကနားလည်ခဲ့ဖူးသောတမန်တရားကိုဆုံးရှုံးသွားလိမ့်မည်တင်သည်တင်ဤတကူရေဖောက်ပြန်ပြည့်စည်နေသော စိတ်တဘောထားကိုစင်ဆက်မပြတ်ထုတ်ဖော်ပြသသည်အမှုအရာများနှင့်ကြုံတွေ့ရသောအခါတွင်တင်သည်ဖယားသခင်၏ရည်ရွယ်ချက်များကိုမရှာဖွေတော့ပေထို့အပြင်ဖယားသခင်ထံသို့တိုးဝင်ချင်းကပ်သော အခိုက်တွင်ပင်တင်သည် ဟန်ဆောင်လုပ်ပြနေခြင်းသာဖြစ်သည်တင်သည်ဤဒီကိုသိရှိလာသည့်နေ့တစ်ပြိုင်နက်တင်စိတ်နှလုံးသည် ဖယားသခင်နဲ့ဝေးကွာလာခဲ့ပြီးဖြစ်ကတင်သည်ဖယားသခင်အားအရာများစွာ၌အတိုက်အခံလုပ်ခဲ့ပြီးဖြစ်သည့်အပြင်ဖယားသခင်အပေါ်ပြင်မာစော်ကားခြင်းအချို့ကိုပင်ပြောဆိုခဲ့ပြီးဖြစ်သည်ဤဒီမှာလွန်စွာပင် ပြဿနာရှိသည်ဤလမ်းကြောင်းအတိုင်းဝေးဝေးလန်လန်မလျှောက်လမ်းရသေးသူတို့အဖို့ရွေးနှုတ်ခြင်းရှိနေစေဖြစ်တော်လဲဖယားသခင်ကိုပြမစော်ကားပြီ ရာထူးနေရနှင့် အစာအတော့အဝတ်အစားတို့အတွက်ရှင်ပြန်ရန်ဖယားသခင်ကိုစန့်ကျင်သည့်အထိအလွန်အကျွံလှုပ်ဆောင်ပြီးသည့်သူများအတွက်မူရွေးနှုတ်ခြင်းမရှိပေ။တမန်တော်ကိုရှင်းလင်းစွာ မိတ္တဟာရဖွဲ့ခြင်းဤရည်ရွယ်ချက်သည်တမန်တော်ကိုလူတို့နားလည်ပြီးလက်တွေ့လှုပ်ဆောင်နိုင်စေရန်၎င်းတို့၏စိတ်တော်ထားများတွင်ပြောင်းလဲမှုများရရှိနိုင်စေရန်ဖြစ်သည်။ ဤဒီမှာတမာတရားကို၎င်းတို့နားလေသည်နိ၎င်းတို့ဤစိတ်နှလုံးအတွင်းတို့ အလင်းနှင့်ပျော်ရွှင်မှုအနှိမ်ငယ်တည်ဆောင်ပေးရန်တတ်တတ်မဟုတ်ပေတင်သည်တမာတရားကိုနားလေတော်လဲတမာတရားကိုလက်တွေ့မလုံဆောင်လျင်တမာတရားကိုမိတ္တဟာရဖွဲ့ခြင်းနားလေခြင်းသည့်အတိတ်ပဲမရှိပေတမာတရားကိုလူတို့နားလေတော်လဲလက်တွေ့မလုံဆောင်သောအခါတွင်ပြတနာသည်အဘယ်နည်း ဤဒီမှာ၎င်းတို့ဒီတမာတရားကိုမချေ၎င်းတို့ဤစိတ်နှလုံးတွင်တမာတရားကိုလက်မခံဟူသည့်တတ်သည်ဖြစ်သည်ဤတို့ဆိုလျင်၎င်းတို့သည်ဖယားသခင်ဤကောင်းကြီးများနှင့်ကဲ့တင်ခြင်းအတွေ့အခွင့်အလန်းကိုလွဲချော်လိမ့်မည်တမာတရားကို လူတို့ရယူနိုင်ခြင်းရှိမရှိတွင်အရေးပါသည်မှာတမာတရားကို၎င်းတို့လက်ခံနိုင်ပြီး လက်တွေ့လှုပ်ဆောင်နိုင်ခြင်းရှိမရှိဖြစ်သည်တင်သည်တင်နားလေသည့်တမန်တရားအလုံးကိုလက်တွေ့လှုပ်ဆောင်လျင်တန့်ရှင်တော်ဝိညာဉ်တော်ဤညာအလင်းဖွင့်ပြခြင်းအလင်းပေးခြင်းလမ်းပြခြင်းတို့ကိုရရှိလိမ့်မည်တမန်တရားစစ်မှန်မှုအတွင်းသို့ဝင်ရောက်နိုင်လိမ့်မည်တမန်တရားအပေါ်တာ၍နှက်နေသောနားလေမှုတစ်ခုရရှိလိမ့်မည်တမန်တရားကိုရရှိပြီး ဖယားသခင်ဤကဲတင်ခြင်းကိုရရှိလိမ့်မည်လူအချို့သည်တမာတရားကိုလက်တွေ့လှုပ်ဆောင်နိုင်စွမ်းမရှိပေ၎င်းတို့သည်တန်ရှင်တော်ဝိညာဉ်တော်က၎င်းတို့ကိုညံအလင်းဖွင့်မပြဒုမဟောအလင်းမပေးဖယားသခင်က၎င်းတို့ကိုခွန်အားမပေးဟု အစဉ်ဇောတကတတ်နေကြသည်ဤဒီမှာမာယွင်းဤဤဒီမှာဖယားသခင်ကိုနားလည်မှုလွဲခြင်းဖြစ်သည် ်တန့်ရှင်တော်ဝိညာဉ်တော်ဤညာအလင်းဖွင့်ပြခြင်းနှင့်အလင်းပေးခြင်းသည် လူတို့ဤပူပေါင်းဆောင်ရွက်ခြင်းအခြေခံအုတ်မြစ်ပေါ်တွင်တည်ထားခြင်းဖြစ်သည်လူတို့သည် ယူသားစင်မှန်ရမည်တမာတရားကိုလက်တွေ့လှောက်ဆောင်ခြင်းစိတ်ရှိရမည်၎င်းတို့ဤနားလည်မှုကလေးနဲ့သည်ဖြစ်စေအပေါ်ယံဆန်သည်ဖြစ်စေတမာတရားကိုလက်တွေ့လှောက်ဆောင်နိုင်ရမည်ထိုအခါမှသာ ၎င်းတို့သည်တန်ရှင်တော်ဝိညာဉ်တော်၏ညာအလင်းဖွင့်ပြခြင်းနှင့်အလင်းပေးခြင်းကိုခံရမည်လူတို့သည်တမန်တရားကိုနားလည်တော်လဲလက်တွေ့မလုဆောင်လျင်တန်ရှင်တော်ဝိညာဉ်တော်အလုလုပြီး၎င်းတို့လက်တွေ့လုဆောင်အောင်အသင်းအကျက်ပြုမိကိုသာစောင့်နေလျင်၎င်းတို့သည် အလုံးအမင်းမလုံမဆက်နေနေချင်းမဟုတ်လောဘုရားသခင်ဒီ လူတို့ကိုမိသည့်အရာကိုများအသိအကျက်မလုံဆောင်ခိုင်းပေလူတို့သည်တမာတရားကိုနားလဲတော်လဲလက်တွေ့လုံဆောင်ခြင်းစိတ်မရှိလျင်ဤဒီမှာ၎င်းတို့ကတမာတရားကိုမချေသူမဟုတ်၎င်းတို့ဤအခြေအနေသည်ပုံမှန်မဟုတ်ပဲအသားအစီတမျိုးမျိုးရှိနေသည်ကိုပြသည်သို့တော်လူတို့သည်ဘုရားသခင်ကိုဆုတောင်းနိုင်လျင် ဘုရားသခင်သည်လည်းအလုံးလုံးလိမ့်မည်လူတို့သည်တမာတရားကိုလက်တွေ့လှုပ်ဆောင်ခြင်းစိတ်မရှိမှသာဘုရားသခင်ကိုလည်းစုမတော်မှသာတန်ရှင်တော်ဝိညာဉ်တော်သည်၎င်းတို့တွင် အလုံးလုံးရန်နှီးလန်းမရှိမီဖြစ်သည်အမှန်တကယ်တွင် လူတို့၌မိသည့်အခက်အခဲမျိုးရှိပါစေအစဉ်ဖြည့်ရှင်း၍ရနိုင်သည်အဒီကအချက်မှာတမာတရားနှင့်အညီ လက်တွေ့လှုပ်ဆောင်နိုင်ခြင်းရှိမရှိဖြစ်သည်ယခုအခါတွင်တင်တို့အတွင်း၌ရှိသော ဖောက်ပြန်ပြည့်စုံမှုပြဿနာများသည်ကင်စာမဟုတ်ကုသ၍မရနိုင်သောယောဂတစ်ခုခုမဟုတ်ပေတမတရားကိုတင်တို့လက်တွေ့လှုပ်ဆောင်ရန်စိတ်ပိုင်းဖြတ်နိုင်လျင်တန်ရှင်တော်ဝိညာဉ်တော်ဤအလုတ်ကိုတင်တို့ရရှိလိမ့်မည်ဤဖောက်ပြန်ပြည့်စုံသောစိတ်တော်ထားများကို ြောင်းလဲရန်ဖြစ်နိုင်ခြေရှိလိမ့်မည်အလုံးခါတမာတရားကိုလက်တွေ့လှုပ်ဆောင်ရန်တင်စိတ်ပိုင်းဖြတ်နိုင်ခြင်းရှိမရှိအပေါ်တွင်မှုတည်သည်ဤဒီမှာအဓိကအချက်ဖြစ်၏တင်သည်တမာတရားကိုလက်တွေ့လှုပ်ဆောင်လျင်တမာတရားလိုက်စားခြင်းလမ်းကြောင်းကိုရှောက်လျင်တန်ရှင်တော်ဝိညာဉ်တော်၏အလုတ်ကိုရနိုင်လိမ့်မည်ဖြစ်ပြီးတေချာပေါက်ကဲတင်ခြင်းခံရနိုင်မည်ဖြစ်သည် တင်လျှောက်တော်လမ်းကြောင်းသည်မာယွင်းတော်လမ်းဖြစ်လျင်တန်ရှင်တော်ဝိညာဉ်တော်၏အလုတ်ကိုတင်ဆုံးရှုံးလိမ့်မည်မာယွင်းတော်ခြေလမ်းတလမ်းသည်နောက်ထပ်ခြေလမ်းမှတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်တင်အတွေ့အာလုံးပြေးဆုံးသွားလိမ့်မည်နေမည်များကြသည့်အထိတင်ဆက်ယုံကြည်နေသည်ဖြစ်စေကဲ့တင်ခြင်းကိုရယူနိုင်လိမ့်မည်မဟုတ်ပေဥပမာ လူအချို့သည် အလုံးလုံးသောအခါဖျားအိမ်တော်ကိုအကျိုးဖြစ်စေသည်ဖျားသခင်၏ရည်ရွယ်ချက်များနှင့်ကန့်ညင်သည် နီလန်းဖြင့်မိတို့လှုံ့ဆော်ရမည်ကို လုံးဝမစင်စားပေရလက်အနေဖြင့်၎င်းတို့သည်တကူကောင်းဆန်ပြီးရုံမာသောဖျားသခင်အတွေ့ယွန်ရှာဆက်ဆုပ်ဖွဲမုံတီးပွေဖြစ်သော အရာများစွာကိုလှုံ့ဆော်ကြသည်ဤတို့လှုံ့ဆော်ရာတွင် ၎င်းတို့သည်ဖော်ထုတ်ခံရပြီးဖယ်ရှားရှင်းလင်းခြင်းခံရ၏အရာခတ်တိန်တွင်လူတို့သည်တမန်တရားကိုရှာဖွေနိုင်ပြီးတမန်တရားနှင့်အညီလက်တွေ့လှုပ်ဆောင်နိုင်လျင်၎င်းတို့သည်ဖယားသခင်အပေါ်ယုံကြည်ခြင်းတွင်မံကန်သောလမ်းကြောင်းတို့ဝင်ရောက်ပြီးဖြစ်သည်ထို့ကြောင့်ဖယားသခင်ဤရည်ရွယ်ချက်များနှင့်ใกล้ညီတော်သူတယောက်ဖြစ်လာဖို့မျှော်လင့်ချက်ရှိကြသည် လူအချို့သည်တမန်တရားကိုနားလဲတော်လဲလက်တွေ့မလုံဆောင်ကြပေထိုအစားတမန်တရားသည်ဤအရာထက်လုံးဝမပူဟုယုံကြည်ကြပြီး၎င်းတို့ဤကိုပိုင်လုံအင်စန္ဒများဖောက်ပြန်ပျက်စီးသောစိတ်တဘောထားများကို ဖြည့်ရှင်းနိုင်စွမ်းမရှိကြပေဤတို့သောလူများသည် ရေဖွဲရာဖြစ်သည်မဟုတ်လော၎င်းတို့သည် အတိတ်ပဲမရှိမဖြစ်သလော ၎င်းတို့သည် လူတက်ကြီးများမဟုတ်လောလူတို့သည်တမာတရားနှင့်အညီလှုပ်ဆောင်နိုင်လျင်၎င်းတို့၏ဖောက်ပြန်ပစ္စည်းသောစိတ်တဘောထားများကို ပြောင်းလဲနိုင်သည်၎င်းတို့၏ဖယားသခင်အပေါ်ယုံကြည်ခြင်းနှင့်အစီခံခြင်းသည်၎င်းတို့၏ကိုယ်ပိုင်တဘာဝပင်ကိုယ်ဇယိုက်နှင့်အညီဖြစ်လျင်တဦးတယောက်မျှ၎င်းတို့၏စိတ်တဘောထားပြောင်းလဲမှုကိုရရှိနိုင်မည်မဟုတ်ပေ။ မိမိတို့၏ကိုယ်ပိုင်ရွေးချယ်မှုအမှားများကြောင့်တနှုတ်နှုတ်ပူဆွေးသောကရောက်ပြီးတနေကုန်အချိန်ကုန်ဆုံးသောသူအချို့ရှိသည်အယံတင့်တုံး၍ရသောတမာတရားရှိပါလျက်နှင့်၎င်းတို့သည်ယင်းကိုလုံးဝစူးစမ်းလေ့လာခြင်းမပြုကြသို့မဟုတ်လက်တွေ့လှုပ်ဆောင်ရန်မကြိုးစားကြဘဲကိုယ်ပိုင်လမ်းကြောင်းကိုမရမကရွေးချယ်ကြသည်ဤဒီမှာ အလွန်ပင်အတိတ်ပဲမရှိသောပြုတ်မှုပုံပြင်ဖြစ်တော်၏အမှန်တကယ်ပင်၎င်းတို့သည် ကောင်းကြီးမင်္ဂလာများကိုရသည့်အချိန်တွင်ယင်တို့ကိုပျော်မွေ့ခံစားနိုင်ခြင်းပဲမရှိကြဘဲဘဝတွင်ကြံမာငင်ဖို့ရန်ကံပါလာကြသည်တမာတရားကိုလက်တွေ့လှုပ်ဆောင်ခြင်းသည်ရိုးရှင်း၏တင်လက်တွေ့လှုပ်ဆောင်ခြင်းရှိမရှိကသာ အရေးပါသည်တင်သည် တမန်တရားကိုလက်တွေ့လှုပ်ဆောင်ရန်စိတ်ပိုင်းဖြတ်ပြီးသူတယောက်ဖြစ်လျင်တင်ဤအပြတ်သဘောဆောင်ခြင်းအာနေခြင်းဖောက်ပြန်ပြည့်စည်သော စိတ်တဘောထားတို့သည်တပြေးပြေးချင်းပြည်လည်ပြီးပြောင်းလဲသွားလိမ့်မည်ဤဒီမှာတင်ဤစိတ်နှလုံးသည်တမန်တရားကိုချစ်ခြင်းရှိမရှိတမန်တရားကိုတင်လက်ခံနိုင်ခြင်းရှိမရှိတမန်တရားကိုရရှိရန်တင်ဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ခြင်းရှိမရှိအပေါ်တွင်မှုတည်သည်တမန်တရားကိုသင်အမှန်တကယ်ချက်လျင် လူတို့ဤမကောင်းပြောခံရသည်ဖြစ်စေဝေဖန်ပြစ်တင်ခံရသည်ဖြစ်စေညှင်းပယ်ခြင်းခံရသည်ဖြစ်စေတမန်တရားကိုရရှိရန်အတွက်ဝေဒနာမျိုးစုံကိုခါးစည်းခံနိုင်လိမ့်မည်ဤအရာအားလုံးကိုစိတ်ရှိခြင်းနှင့်တီးခံခြင်းတို့ဖြင့်သင်ခံနိုင်တဲ့သည် ဖယားသခင်သည်တင့်ကိုကောင်းကြီးပေးပြီးကာကွယ်လိမ့်မည်။တင့်ကိုဆွန့်ပစ်မည်မဟုတ်၊ဒုမဟုတ်လစ်လူရှုလိမ့်မည်မဟုတ်ပေ။ဤဒီမှာအကျွမ်းမဲ့ဖြစ်သည်။တင့်သည်ဖယားသခင်ကိုကြောက်ရွံ့သောစိတ်နှလုံးဖြင့်ဆုတောင်းလျင်ဖယားသခင်ကိုအမိပြုပြီးမျှော်ကိုးလျင်တင့်မဖြတ်တန်းနိုင်သည့်အရာတစ်ခုမျှရှိမည်မဟုတ်ပေ။တင့်တွင်ဖောက်ပြန်ပြည့်စည်သောစိတ်တဘောထားတစ်ခုရှိနိုင်သည်။ တင်သည်ပြင့်မားနိုင်သည်သို့တော်တင်တွင်ဖယားသခင်ကိုကြောက်ရွံ့သောစိတ်နှလုံးရှိလျင်တင်သည်တမန်တရားလိုက်စားခြင်းလမ်းကြောင်းကိုစိတ်ဆက်တေချာစွာလျှောက်လျင်မလွဲမသွေ ခိုင်မြဲစွာရက်တည်နိုင်လိမ့်မည်ဖယားသခင်ဤဥဆောင်ခြင်း क्वे ကာခြင်းကိုမလွဲမသွေခံရလိမ့်မည်အလုလုပြီးတရားဟောရန် အခြားလူများကိုထောက်ပံ့ရန်တသက်ဖြင့်မိမိတို့ကိုယ်ကိုတမန်တရားဖြင့်ပြင်ဆင်တော်သူအချို့ရှိသည်တမန်တရားများကို လက်တွေ့လှုပ်ဆောင်ရန်မဆိုထားနှင့်၎င်းတို့၏ကိုယ်ပိုင်ပြဿနာများကိုဖြေရှင်းဖို့ရန်ပင်မဟုတ်ပေ၎င်းတို့၏မိတ္တဟာရသည်တည်နှံလည်မှုစစ်စစ်ဖြစ်ပြီးတမန်တရားနှင့်ကန့်ညီနိုင်တော်လဲ၎င်းတို့သည် မိမိတို့ကိုယ်ကိုတမန်တရားနှင့်မတိုင်းတာတကယ်တို့တမန်တရားကိုလက်တွေ့လှုပ်ဆောင်ခြင်းတွေ့ကြုံခြင်းလည်းမရှိပေဤတွင်ပြတ္တနာဒီအဘယ်နည်း၎င်းတို့သည်တမန်တရားကို၎င်းတို့၏အသက်အပြင်အမှန်တကယ်လက်ခံပြီးဖြစ်သလားလက်မခံရသေးပေလူတယောက်ကဟောကြားသောအယူဝါဒသည်မိမြတန့်စင်နိုင်ပါစေ။ ထိုသူသည်တမန်တရားစစ်မှန်မှုကို ပိုင်ဆိုင်သည်ဟုမဆိုလိုပေတမန်တရားနှင့်ပြင်ဆင်ရန်တမန်တရားအတွင်တို့မိမိကိုယ်တိုင်ရှိဦးစွာဝင်ရောက်ရမည်တမန်တရားကိုနားလည်သောအခါအလက်တွေ့လှုပ်ဆောင်ရမည်မိမိဤကိုယ်ပိုင်ဝင်ရောက်မှုကိုအာရုံမစိုက်ပဲအခြားလူတို့အားတမန်တရားကိုဟောကြားခြင်းအပြင်ကြွားဝါဖို့ရည်ရွယ်လျင် ထိုသူဤရည်ရွယ်ချက်ကမာယွင်းသည်ဤသို့လှုပ်ဆောင်သောအယောင်ဆောင်ကောင်းဆောင်များစွာရှိသည်၎င်းတို့နားလည်သောတမန်တရားများကို အခြားလူများဖြင့်မရက်မနာမိတ္တဟာရဖွဲကြသည်ယုံကြည်သူအသက်များကို ပန့်ပိုးပေးကြပြီးလူတို့ကိုတမန်တရားအားလက်တွေ့လှုပ်ဆောင်ရန်၎င်းတို့ဤတာဝန်များကိုကောင်းစွာထမ်းဆောင်ရန်အပြတ်တဘောမဆောင်ရန် တုန်တင်ကြသည်ဤစကလုံးများသည် အလုံးစုံကောင်းမွန်သည်ချိတ်ခင်ဖွယ်ပင်ဖြစ်သည်သို့တော်ထိုစကားများကိုပြောဆိုသူများသည်အဘယ်ကြောင့်တမန်တရားကိုလက်တွေ့မလုံဆောင်ကြသနည်းအဘယ်ကြောင့်အသက်ဝင်ရမှုမရှိကြသနည်းဤတွင် အမှန်တကယ်မိတိအရာဖြစ်နေသနည်း ဤသို့သောသူတယောက်သည်တမန်တရားကို အမှန်တကယ်ချစ်သလားပြောရန်ခက်ပေသည်ဤဒီမှာဤတရေလာရှိ ဖာရစ်ရှဲတို့ကအခြားလူများထံသို့ကျမ်းစာကို အသေးစိတ်ရှင်းလင်းပြသည့်တိုင်၎င်းတို့ကိုယ်တိုင်ကဖျားသခင်ဤပြည့်ညတ်တော်များကို မဆောင်ထိန်နိုင်သည့်ပုံစံဖြစ်သည်တခင်ယေရှုပေါ်ထွန်းပြီးအမှုပြုသောအခါ၎င်းတို့က ဖယားသခင်ဤအတန်ကိုကြားတော်လဲသခင်ကိုအာခံခဲ့ကြသည်သခင်ယေရှုကိုကားစင်တင်ခဲ့ပြီးဖယားသခင်ဤချိန်ဆဲခြင်းကိုခံခဲ့ရသည်ထို့ကြောင့်တမန်တော်ကိုလည်းမခံတော်လက်တွေ့မလုံးဆောင်တော်သူအားလုံးသည်ဖယားသခင်ဤရှုံချခြင်းကိုခံရလိမ့်မည်ဖြစ်သည်၎င်းတို့ဒုက္ခရောက်လိုက်လေခြင်းမှာတကား ၎င်းတို့ဟောကြားသည့်စကားများနှင့်အယူဝါဒများသည့်အခြားလူများကိုကူညီပေးနိုင်လျင်အဘယ်ကြောင့်၎င်းတို့ကိုမကူညီနိုင်သနည်းဤသို့သောသူကိုစက်မှန်မှုမရှိသောကြောင်သူတော်တယောက်အဖြစ်ကျွန်ုပ်တို့ကောင်းစွာခေါ်ဆိုနိုင်သည်၎င်းတို့သည်အခြားလူများအားတမန်တရား၏ဓာတ်ရိုက် အတိတ်ဘယ်ကိုပံ့ပိုးပေးသည် အခြားလူများကိုလက်တွေ့လုံဆောင်စေသည် သို့သော၎င်းတို့ကိုယ်တိုင်ကအနှဲငယ်များပင်လက်တွေ့မလုံဆောင်ပြီးဤတို့သောသူသည်အဆက်ကဲမဲ့သည်မဟုတ်လော၎င်းတို့သည်တမန်တရားစစ်မှန်မှုမရှိပေတို့တိုင်အောင်အခြားလူများအားစကားများနှင့်အယူဝါဒများကိုဟောကြားရ၌တမန်တရားစစ်မှန်မှုရှိဟန်ဆောင်ကြသည်ဤဒီမှာ လူများကိုတမင်တက်တက်အထင်အမြင်မှားစေခြင်းနှင့်ထိခိုက်နစ်နာစေခြင်းမဟုတ်တလောဤသို့သောသူသည်ထုတ်ဖော်ခြင်းနှင့်ဖယ်ရှားရှင်းလင်းခြင်းတို့ကိုခံရလျင်သူကိုယ်သူသာ အပြစ်တင်စရာရှိမည်ဖြစ်သည်ထိုသူသည်တနာဖို့ရန်ဖိုက်တန်မည်မဟုတ်ပေ စကလုံးများနှင့်အယူဝါဒများကိုသာဟောကြားပြီးတမန်တော်များကိုလက်တွေ့မလုံဆောင်သူတယောက်သည် စစ်မှန်သောပြောင်းလဲမှုကိုရရှိနိုင်ပါ၏လော။သူသည်တပားသူများကိုလက်စားပြီးမိမိကိုယ်ကိုထိခိုက်အောင် လုပ်နေခြင်းပင်မဟုတ်လော။တမန်တရားကိုလိုက်စားခြင်းဆိုသည်မှာ လက်တွေ့လှုံ့ဆော်ခြင်းပင်ဖြစ်သည်။တမန်တရားကိုလက်တွေ့လှုံ့ဆော်ခြင်း၏ရည်ရွယ်ချက်မှာအကျဉ်သူ၏ဖောက်ပြန်ပျက်စီးနေသောစိတ်တဘောထားများကိုဖြေရှင်းရန်နှင့် စစ်မှန်သောလူသားပုံတရံကိုနှိမ့်ထိုင်ရန်ဖြစ်သည်သို့တော်လည်းထိုသူသည် သူ၏ဖောက်ပြန်ပျက်စီးနေသောစိတ်တဘောထားများကိုအတိအမှတ်မပြုပေသို့မဟုတ် သူ၏အခက်အခဲများကို ဖြေရှင်းရန်တမာတရားကိုအတုံးမပြုပေ သူသည် အခြားသူများကိုမိမြပင်ရေလောင်းပေးသည်ဖြစ်စေပန့်ပိုးပေးသည်ဖြစ်စေထောက်ပံ့သည်ဖြစ်စေ သူသည်အသက်ဝင်ရောက်ရန်လှမ်းကြောင်းမရှိသဖြင့်သို့မဟုတ်သူဤစိတ်တဘောထားကို ပြောင်းလဲခြင်းမရှိသဖြင့်အမှန်တကယ်ဖြစ်သောရလတ်များကိုမှီသည့်အခါများရရှိလိမ့်မည်မဟုတ်ပေ။တမန်တရားအကြောင်းမိသဟာရဖွဲ့ခြင်းသည် လူတို့ဤအခက်အခဲသို့မဟုတ်ပြဿနာများကိုမဖြေရှင်းနိုင်လေလျင်သူတို့သည်နာပြောဖွယ်ကောင်းတော်လဲအတုံးမဝင်သည့်စကားများနှင့် အယူဝါဒများကို ပြောဆိုနေခြင်းသာမဟုတ်ပေလော။တင်စိတ်တဘောထားတွင် ပြောင်းလဲမှုတစ်ခုကိုရရှိလိုပါကတင်ဒီဖန်ရသခင်ဤနှုတ်ကပတ်တော်များကိုလက်တွေ့လှုပ်ဆောင်ခြင်းနှင့်တွေ့ကြုံခြင်းတို့အပေါ်ဥစွာအာယုံဆိုင်ရမည်။တင်ဒီတမန်တရားဤမိတိရှုထောင့်ကိုနားလည်သည်ဖြစ်စေယင်းတို့ကိုလက်တွေ့လှုပ်ဆောင်ရန်အတွက်အာယုံဆိုင်ရမည်။ တမန်တရားကိုသင်ဤလက်တွေ့လှုပ်ဆောင်ခြင်းနှင့်တွေ့ကြုံခြင်း၌သာလျှင်သင်သည်ပြဿနာများကိုရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီးအထူးသဖြင့်သင်ဤဖောက်ပြန်ပျက်စီးသောစိတ်တဘောထားများထုတ်ဖော်ခံရသည့်အချိန်တွင်သင်သိရှိနိုင်မည်ဖြစ်သည်ဤပြဿနာများကိုဖြေရှင်းရန်တမန်တရားကိုသင်ရှာဖွေနိုင်လျှင်သင်သည်တမန်တရားစစ်မှန်မှုတို့ဝင်ရောက်လိမ့်မည်ဖြစ်ပြီး သင်အသက်ဤစိတ်ဘောထားတည်လဲပြောင်းလဲလိမ့်မည်ဖြစ်သည်ထို့နောက်သမာတရားကိုလက်တွေ့လှုံ့ဆောင်ခြင်းအကြောင်းဆွေးနွေးသည့်အခါသင်တွင်လမ်းကြောင်းတစ်ခုရှိလိမ့်မည်ဖြစ်ပြီးသင်သည် သမာတရားအကြောင်းမိတ္တဟာရဖွဲ့သည့်အခါပြဿနာများကိုဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်ဤအချက်ကသင်သည် သမာတရားကိုလက်တွေ့လှုံ့ဆောင်ရန်စံတားရှိလျင် တင်သည်တမန်တရားစစ်မှန်မှုကိုပိုင်ဆိုင်လိမ့်မည်ဖြစ်ကြောင်းပြသသည်တင်သည်တမန်တရားကိုလက်တွေ့လှုပ်ဆောင်ရန်စံထားရှိလျင်တင်သည်တပားသူများအတွေ့ပံ့ပိုးပေးရန် အရေးအချင်းပြည့်မည်မည်ဖြစ်သည်အကျိုးဆက်အနေဖြင့်ဖယားသခင်သည်တင့်အားချီးမွမ်းမည်ဖြစ်ပြီးလူအများကတင့်အားအတိအမှတ်ပြုလိမ့်မည်